ကျောက်ပန်းမျိုးနယ်မှာရှိတဲ့တောင်ဘူးဓမ္မသူကကျောင်းတိုင်းနဲ့ဇေဒီတော်တွေကို သွားရောက်ဖူးမြော်လဲပတ်มาပဲဖြစ်ပါတယ်ထူးထူးခြားခြားအနေနဲ့ကတော့ဒီတောင်ဘူးဓမ္မသူကကျောင်းတိုင်းကြီးနဲ့ဇေဒီတော်တွေဟာကျောက်တောင်ကျောက်ကပူကြီးပေါ်မှာတီထားကိုးကွယ်တဲ့ဇေဒီတော်တွေပဲဖြစ်ပါတယ်တောရကျောင်းတွေဟာလဲပတ်ရတာရှူကင်းနေရလဲအရန်လာပပြီးတော့စိတ်ချမ်းသာစရာစိတ်အေးချမ်းမွေရာအရန်ကောင်းတာကြောင့်မလို့ပြီးဆုံးအောင်ကြည်ပေးကြဖို့အတွက်တောင်းဆိုကြပါတယ် မဲမင်္ဂလာပါကျွန်တော်ဥယျမှုပါဗျအခုကျွန်တော်မန္တလေးတိုင်းကျောက်ပေါင်းမြို့နယ်မှာရှိတဲ့တောင်ဘူးဓမ္မတုခကျောင်းတိုက်ကို ရောက်ရှိနေရပဲဖြစ်ပါတယ်ဒီနေရာက အခုကျွန်တော်တို့ရွာသွားတဲ့လမ်းပေါ့နော်လမ်းပေါ်ကတနေရာဖြစ်ပါတယ်အများတန်းကျွန်တော်တို့ဖြတ်သွားဖြတ်လာလောက်တိုင်းကိုဒီဖျားစီတွေလေးနဲ့တောင်ပေါ်တိုးချောင်းလေးကိုအများတန်းတွေ့နေပါတော့ကျောင်းကတော့မြေပြင်မှာပဲတည်ဆောက်ထားတဲ့ကျောင်းပင်ညာလေးပေါ့နော်တိုးချောင်းလေး စီရီယိုတော့ကြောက်တုံးတွေပေါ်မှာကြောက်တောင်တွေပေါ်မှာစီရီယိုတဲထားပြီးဟိုမှာတိမ်တော်တွေလည်းတွေ့ရတယ်အဲ့တော့အပေါ်မှာဘလောက်ဒီခံထားတယ်ဘလို့လေးလာတရားလေးရှိတယ်ဆိုတော့ကျွန်တော်သွားပြီးလေးလာမလို့ဗျတောင်မော်ကိုသွားရောက်မလဲဘက်ခင်မှာကျွန်တော်ဗီဒီယိုကြည့်ရှုနေတဲ့ငွေချင်းတွေလာရောက်လဲဘက်ချင်တယ်ဆိုလို့ရှိရင်လမ်းလေးရင်ညွှန်းပေးပါမယ်အခုမြင်တွေ့နေရတဲ့လမ်းကြီးကတော့ကြောက်ရောင်းမိထီလာလမ်းပဲဖြစ်ပါတယ်ကြောက်ရောင်းကနေမိထီလာကိုသွားတဲ့လမ်းမှာအင်ဒေါ်ရွာဆိုတဲ့ရွာတစ်ရွာတွေ့ရပါမယ် အဲ့ဒီရွာမှာအခုမြင်တွေ့ရတဲ့နတ်မောက်တို့ဆိုတဲ့လမ်းခွဲကိုတွေ့မြင်ရပါမယ်ဗျအဲ့ဒီကနေဝင်ပြီးတော့လာခဲ့ရပါမယ်တောင်ပူးဓမ္မတုခကျောင်းတိုက်ကလမ်းဘေးရင်တည်ရှိတယ်ဆိုပေမဲ့အရန်တော့မရိုးရှင်းပါဘူးဗျအခုမြင်တွေ့ရတဲ့ကတ္တရာလမ်းကနေပြီးတော့တန်တန်မောင်းလာလို့ရှိရင်ရှေ့မှာလမ်းခွဲတွေများစွာရှိပါတယ်အဲ့ဒီလမ်းခွဲတွေကနေမှပစင်ချင်းလိုက်ပြီးတော့မြေသားလမ်းတွေရောက်မယ်မြေသားလမ်းနေရာမှာတောင်ပူးဓမ္မတုခကျောင်းတိုက်ကိုရောက်မှာပဲဖြစ်ပါတယ်အဲ့ဒီတော့ ကျွန်တော်အကြံပြုချင်တာကတော့လာရောက်လေဘက်ဖူးမြုံမယ်ဆိုလို့ရှိရင်လမ်းတော်လမ်းလာတွေကိုမေးပြီးတော့မှရောက်အောင် လာကြဖို့အကြံပြုပြရသည်ကျွန်တော်ကလည်းဒီဒေသနေကမဟုတ်တဲ့အတွက်လမ်းတွေကိုအရင်မပြောပြတတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့သွားခဲ့တဲ့လမ်းကတော့အင်တော်ရွာနေစမ်းမွင့်ရွာကိုသွားတဲ့လမ်းပိုင်းပဲဖြစ်ပါတယ်အဲ့ဒီလမ်းပိုင်းပေါ်မှာတည်ရှိပါတယ်ကျောင်းဝင်းထဲမှာရှိတဲ့ဦးလေးယုံမေးကြီးကတော့ဒီကျောင်းကဘယ်ရွာနဲ့အနီးဆုံးလဲဆိုတော့အင်ပင်ရွာနဲ့အနီးဆုံးလို့ပြောပါတယ်ဗျာ တော့ကြောက်တုံးနေရကုန်အော်ဟာဟာအကြောက်တောင်နေသူတော့ကြောက်တုံးကတော့ပေါ်တယ်နော်ဟုတ်ကောဟုတ်ဟုတ်ဟုတ်ကိုရတယ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီမင်းစင်မှာကြောက်လို့သူကပြပြမျက်မှန်ပါ ပွားတော့ပွားရင်တော့ထူလိုက်တော့လေကွဲပါမြတ်ဒီကြောက်တုံးတွေရမ်းလာကြည့်တောင်ကုန်းတွေနဲ့ကြောက်တွေနဲ့ဒီကြောက်တွေကိုအခုကအိမ်ဆောက်ကြပြူကြသွင်းဒီတရားနေလာယူကြဟုတ်ခင်အားစင်ကျွန်တော်တို့အခုဈေးရီတော်ဘုတ်တက်ပြီးဖူးကြမှာပေါ့နော်ဈေးရီတော်ကိုကျွန်တော်တို့အဝင်အားနေပြီးတော့လမ်းပေါ်ကနေဝင်လို့ရတယ်လမ်းပေါ်ကဝင်တဲ့ဘက်ကသူက ခုတော့အဲ့ရှိကနေပိတ်ထားဆိုတော့ကျွန်တော်တို့ကဒီအတုံးဘက်ကနေပဲတက်ဖို့မှာပေါ့နော်အတုံးဘက်မှာဆိုတော့အခုမြင်ရတဲ့အတိုင်းပဲဇောင်းတန်းကြီးအခုနှစ်ခုရှိရပေါ့နော်ဇောင်းတန်းတစ်ခုရှိတယ်ဥပက်ကလေကားတစ်ခုရှိတယ်ခဲကနေတက်တက်တက်ဖူလို့ရတယ်ရေတော့ကတော့မရေစက်ရှိတယ်ဆိုတော့ရေစက်ကနေမောင်းတုံးတာနဲ့ဒီရေဘက်ကရေထွက်တယ်နဲ့ဒါလေးကဖုံးကြီးကြောင်းထိုင်နေကြောင်းသင်ငန်းနေရာလေးဒီမှာဒီတောင်ပေါ်ကတိုင်နေ တရားလေးလားတဖန်းသားလေးလားတောင်ပေါ်ကနေပဲရထားတဲ့တိုင်နေအော်အသင်းမော်တွေသီးနေမှာရှာအသီးလေးဗာသီးလေးတုံးလေးဟောသီးဟိုတဲ့သီးဟိုဟုတ်တယ်ဒါသီးဟိုသီးပဲဟုတ်တယ်ဩသီးရတာလားသားပါဗာစာသီးရတာသီးဟိုသီးရတာတန်ကြီးရှိရလေဟုတ်သားပဲဟုတ်တယ်ဩ ဟုတ်လားဒါတွေကကိုကငယ်သေးဒါလေးကနူသေးတာဘာလို့လာလဲအာကတော့ကတော့ဟုတ်ပါတီယိုပင်နဲ့အသီးလေးကဟိုဟိုကလုံးဝတီယိုစီးတာဗျာဆန်အသီးပေါ်မှာရေကန်နေရှိတယ်ဟိုလေညာရေထွက်တယ်ပေါ့ဟာလားမြေကြီးကဟောဆန်နေမော်ဟောမြေရောက်ရေထွက်တာကိုမစုံနော်ဟုတ် ဟုတ်ကဲ့ဟုတ်ကဲ့ဟောဒီမှာအိုးပုံစံစီရီလေးအဲအကြောင်းအိုးစီရီခေါ်ဆောင်းနှန်းလေးတွေပဲတအားအမြင်တော့မဟုတ်ဘူးမျိုးအခေါ်အိုးပေါ်စီရီရဲ့ဒီစီရီကိုခေါ်တာခွာလေးထိုင်ရလေးလောက်ပြီးထားတယ်ဒီမှာလောကကြောက်တုံးကြီးဗျကြောက်တုံးကြီးဘုံမှာမှကျွန်တော်တို့စီရီတော်တွေကိုတဲထားတာပေါ့နော် ဒါတဘာဝအရာဖြစ်နေတဲ့ကြောက်တုံးကြီးအိုးစီရီလို့ခေါ်ပါလေအိုးတောင်းအောင်ဆင်ထားတဲ့ပုံစံမျိုးနဲ့စီရီတော်တဲထားပါတော့စီရီတော်ရဲ့ဘွဲတော်ကအမျိုးအဖော်အိုးဘော်စီရီလို့ပြောပါတယ်ဗျာစီရီတော်ရဲ့အောက်ချင်းမှာပလင်လေးတစ်ခုလှုပ်ထားတယ်ဗျာဒါဖျားပန်းကပ်စီမီထွန်းပေါ့နော်အဲ့လိုတော့ ဒီဘက်မှာမိုးရေကန်တဲထားတွေ့ရတယ်ဗျဒါမိုးရေကန်မိုးရွာလို့ရှိရင်ရေသုံးဖို့ပေါ့နော်ဟိုဘက်မှာလည်းကြောက်တောင်းနေတယ်အိုးမှာလည်းကြောက်တုံးနေဒီမှာအိုးလေးတွေမောက်ထားတဲ့ပုံစံမျိုးနဲ့လောက်ထားတာအိုးစီတွေဆိုတော့ပတ်ပတ်လေးဒီမှာက ဖုန်းကြီးကြောင်းထိုင်နေကြောင်းသင်ရလားတိမ်လားဗောနော်တိမ်ဖြစ်ဖို့တော့များတယ်အော်ဖုန်းကြီးကြောင်းထိုင်နေတိမ်ဗောနော်တင်ရလိုက်တော်တော်ခန်းခန်းနာနာဗျလူတန်းနဲ့သူကလူတန်းထားတာဖုံးဖုံးမရှိတော့ကျွန်တော်ဝင်းဝင်းဖူးတော့တော်နေတရားနေပြီးတော့ တိုက်ရဟိုဘက်မှာလေကားတစ်ခုရှိရလေတက်လို့ရတယ်အဲ့အပြညာအဲ့ဘက်လေကားဆင်းမယ်အခုဒီဘက်ကတက်မယ်ဒီဘက်ဘေးလေးမှာလည်းထိုင်ပြာလေးလောက်တာမိရရှိရတော့ဆိုလာပြားတွေနဲ့အသုံးပြုပါတယ်ရရှိရတော့ဆိုလာပြားတွေနဲ့ပေါ့နော်အလူတွေပါတွေရှိလို့ရှင်တော့မိဇက်တွေနဲ့လာကြရလို့ပြောတယ်ဗျတကယ်ကြောက်တောင်ကြီးကကျွန်တော်တို့တောင်ကလပ်နဲ့တောင်သွားတူတယ်နဲ့ကြောက်တောင်ကြီးလုံးဝကြောက်တုံးကြီးပေါ့နော် အဲ့ကြောက်တုံးမှာမှာတက်ပြီးတော့စီပြီးတော့တဲထားတာဒီကားလေးလည်းနဲ့ဝင်တာပေါ်တက်ပြီးခူဖို့အတွက်ဒီပြုံးကြတယ် ညောင်ဝင်တွေတော့ကုလို့မရဘူးပေါ့နော်ဘုရားညောင်ဝင်တွေကုရတော့ရှိပြီးအားကြောင့်ဘုရားညောင်ဝင်တွေတော့မကုတော့ဒီနေ့အညောင်နဲ့တော့ဆောင်းပြန်မဘလော်ရဲ့ရွယ်ချက်ကကျွန်တော်ရဲ့တငယ်ချင်းတွေကိုတိုင်းမသွားပြစ်မရောက်ဖြစ်ပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာ ိုယ်တိုင်သွားဘူးရောက်ဘူးသွားတယ်လို့ခံစားရစေဖို့အတွက်ရည်ရွယ်ပါတယ်ဗျ။အဲ့ဒါကြောင့်မလို့ကျွန်တော်သွားလာလေပတ်ခဲ့တာတွေကိုဗီဒီယိုလေးတွေဖြစ်နေသေချာမှတ်တမ်းတင်ပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ပြောစရာတစ်စုံတစ်ရာရှိခဲ့လို့ရှိရင် comment မှာမှန်းခဲ့ပေးဖို့ဝေဖန်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဗျ။ကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင် subscribe နှိပ်ခဲ့ပေးပါဗျအစ်စ်တင်တိုင်းသိအောင်လဲ notification လေးကိုပါနှိပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ် 来就往那个看家里。အာတုံးခောက်တဲ့ဟာဒီရှင်တော့သွားခောက်လို့မျိုးသူကသူ့နာယီနဲ့သူမှခောက်လို့ရတယ်နာယီဘယ်နှနာယီဟိုမှာ၁၂နာယီဆို၁၂ချက်အဲ့လိုမျိုးတုံးခောက်တယ်ရာတန်ပတ္တိတိန်တော်တဲ့ တိမ်တော်ဆောက်လို့လူရန်ထားတာလေးကိုတွေ့ရတယ်ဗျ။ဇာတ်ရောင်းကြီးညိုစရာကောင်းပါလေ။ဟိုမှာဆောင်းတန်းလေးရတယ်ကျွန်တော်တို့ပုံမှန်လာရင်တော့အဲဆောင်းတန်းလေးကနေလမ်းပေးရနေပြီးတော့တက်လာမှာပေါ့နော်။အခုကတော့ကျွန်တော်တို့ကចောင်းနေရနေပဲတက်လိုက်တာမလို့ဒီဘက်ဆောင်းတန်းကနေတက်တာဗျ။ဒီဘက်ကိုဆက်လျှောက်ကြည့်မယ်။ဒီမှာတွေ့ရှိရတဲ့ဇေယျတော်တွေထဲမှာဆိုရင်တော့ညံတော်အမြင့်ဆုံးဇေယျတော်ပေါ့နော်။ညံတော်မြင်ဆုံးပဲဇေယျတော်တီးထားခဲ့တဲ့ခုနှစ်က2023ဆိုတော့ဒါမနစ်ကမှတီးထားတဲ့ဇေယျတော်ပေါ့နော်။ ဒီမှာပြီးတော့တကယ်2023နဲ့2023နဲ့2023ဟော2025ဆိုတော့နှစ်နှစ်ရှိသွားပြီပေါ့ဇေလူရော်ရဲ့ဘွဲတော်နာမည်ကအိစာတရားစူတောင်းပြည့်ရွှေတကုံစီရီတော်တဲ့အဝင်းမအူးမှာဆိုလို့ရှင်တော့ဒီမှာ အသီးစပ်နေတဲ့ကလုံးတကောင်ရေရှင်သေးရုပ်ထုနှစ်ခုရေဒီမှာဆိုရင်တော့ကြာပန်းစပ်နေတဲ့စင်တကောင်ရေတွေ့ရပါတယ်။ဒါကြီးကဒီမှာအဝင်မုံမှာတကားပိတ်ထားပါတော့အဲ့လိုပိတ်ထားတဲ့အတွက်ကျွန်တော်တို့ကျောင်းထဲကနေလာခဲ့လိုက်ရတာဗျ။အိုးမညောင်လေးကိုထောက်ထားပါတော့အဲ့တိုင်လုံးเนี่ยညောင်လေးကိုထောက်ထားတာညောင်ပင်ကလုံးဝဘော်ဒီညောင်ပင်ကြီးပဲဗျတော်တော် ိုမိုက်ပါတယ်အဲမှာဘော်ဒီညောင်မင်းအောက်မှာဆိုရင်လေရုပ်ပွားတော်တွေကိုတီးထားတာကိုတွေ့ရတယ်ဗျဒါတော့ခုကျွန်တော်တို့လာခဲ့တဲ့လမ်းပေါ့နော်အဲ့လမ်းကကျွန်တော်တို့စမ်းမွင့်ရွာကိုသွားတဲ့လမ်းပြကျွန်တော်တို့ကစမ်းမွင့်ရွာနေပြီဒီကိုလာခဲ့ကြပါဘောနော်ဒီမဲ့ကျောင်းသင်ကန်းရဲ့ဘေးပတ်ပတ်လယ်မှာလမ်းလေးတွေခင်းထားတာကိုတွေ့ရတယ်ဗျ ်မှတကွန်နိုင်တစ်ခုလည်းရှိရပါတော့ဗိုလ်ကုန်းရွာနေလာလူထားတဲ့တကွန်နိုင်ရတကွန်နိုင်တစ်ခုရှိတယ်ဟိုမှာဆိုလို့ရှိရင်တော့နဂါ၃កောင်နဲ့မြတ်စွာဘုရားကိုတွေ့ရတယ်ဗျဒါဟိုဘက်ကိုရှောက်တဲ့ရှောက်လန်းပေါ့နော်ဘယ်သီးရှောက်တဲ့လန်းဖောက်တာတော့မပြောရဘူးဗျဟာဒီမှာဆိုရင်လဲအပေါ်တက်တဲ့လေကားကိုလမ်းဖောက်တာပေါ့နော် ကျောင်းထဲမှာတော့ရှိတဲ့နေရာတွေအကုန်လုံးကိုကျွန်တော်ပတ်ပြီးဖူးမြော်ပြီးတော့ကျွန်တော်တကယ်ချင်းနေပါကြည့်အောင်လို့ဗီဒီယိုလေးတင်ဆက်ပေးလိုက်တာပါဗျာကြည့်ရတာအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဗျာစိုင်းနေတတ်တယ်ဆိုလို့ရှိရင် comment လေးမှန်ခဲ့ပြီးကိုတောင်းဆိုချင်ပါတယ်အခုတောင်းမော်တော့ရမတတ်တော်ကိုတောင်းမော်ရဲ့ဒီဗီဒီယိုရှောင်းမှာကျွန်တော်ပတ်လန်းရှိတယ်အဲ့ဒီပတ်လန်းကြီးကားရှိတဲ့နေရာကိုပြန်မယ်ပေါ့နော် sign me up and tell me that it means to ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျ။ချီးကျူးပေးကြတဲ့တရားချင်းတွေအောင်ကျေးဇူးထူးတင်ရှိပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ဗျ။ Bye bye